ါပါ GBB လူငယ်အတန်းစီစဉ်ရကြဆိုပါရတယ်ဒီနေ့တင်ဆက်ပေးမယ့်အစီအစဉ်တွေကတော့မြန်မာနိုင်ငံတွင်ဂီတပရိသတ်တွေကြားရေးပန်းစားနေတဲ့မြန်မာ Idol Season 2က Top 3 3ယောက်ရဲ့ပရိသတ်တွေနဲ့တွဲဆုံပွဲပြုလုပ်သွားတဲ့သတင်းမြင့်တွင်တက္ကသိုလ်ကျောင်းဝင်းထဲမှာပထမဆုံးအကြိမ်ပြုလုပ်သွားတဲ့ကျောင်းသားတစ်ချံပွဲတော့သတင်းမြင့်တွင်နဲ့ကျူတော်ရက်ကွက်အနေဖြီးသွားအဲ့တွေတွေအတွက်လက်ပတ်ဆရာနေရာဖြစ်လာတဲ့အင်ဒိုနီးရှားနိုင်ငံကဂျိုတီပန်ရွာအကြောင်း ရာတွေကိုရှုစားရမှာဖြစ်ပါရဲ့ရှင်ပထမဆုံးသတင်းအနေနဲ့ရန်ကုန်မြို့ကံတော်ကြီးဥယျာဉ်မှာမြန်မာ Idol Season 2က Top 3သုံးရောက်ပထမဆုံးအကြိမ်ပရိသတ်တွေနဲ့မိတ်ဆက်တွဲဆုံပွဲကျင်းပပြုလုပ်ခဲ့ပါတယ်ဒီသတင်းအပြည့်အစုံကိုကြည့်လိုက်ရအောင်နော်ရန်ကုန်မြို့ကံတော်ကြီးမြို့သားဥယျာဉ်မှာပထမအဦးဆုံးဖြစ်ပရိသတ်တွေနဲ့တရင်တနီတွဲဆုံမှုပြုလုပ်ခဲ့တဲ့မြန်မာ Idol Season 2က Top 3သုံးရောက်ရဲ့မိတ်ဆက်ပွဲမြင်ကွင်းဖြစ်ပါတယ် ဒီမိတ်ဆက်ပွဲကိုမတ်လ14ရက်နေ့ကကျင်းပပြုလုပ်သွားခဲ့တာပါဟုတ်ကဲ့အမ်ပထမအောင်ဆုံးကုသီလုံးကုပရိသတ်တွေနဲ့ဒိုင်ရိုက်ဒီဆိုပြောကုပရိရတဲ့အတွက်အရန်ဝမ်းသာပါရဲ့ရှင်ဟုတ်အဒီလိုအဆင့်ထိရောက် လာရဆိုရလဲပြိတ္တရဲ့အာထောက်ပံ့ပေးမှုအပင်းမှုအများကြီးပါတာပေါ့နော်ဒါပေမဲ့ကိုယ့်ဘက်ကစူးစမ်းမှုဘိုင်းနေမှာကြာတော့အဲ့လိုမျိုးအစ်င့်တိုင်းအစ်င့်တိုင်းမှာတော့ challenge တွေအများကြီးရှိရပါတော့တချင်းတွေကလည်းပဲအခက်ခဲအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့အခုလိုမျိုးပြိတ္တကြောင့်မလို့တော့ဖူတီနေရအထိရောက်လာခဲ့အောင်ပေါ့နော်ဟုတ် မြန်မာ idol season 2ဟာအရင် season 1ထက်ပိုပြီးမြန်မာနိုင်ငံတော်ဝန်ဂီတပရိသတ်တွေအကြားရေပန်းစားနေတဲ့အစီအစဉ်လည်းဖြစ်နေပါဗျ။ရှင်ပြိုင်မှုတွေရဲ့ top 10ကနေစလို့လက်ရှိ top 3ထိရောက်ရှိလာတဲ့ရှင်ပြိုင်သူတွေနဲ့ပရိသတ်တွေအကြားအငင်းပွားစရာတွေဝေဖန်စရာတွေနောက်ပြီးမကျေနပ်မှုတွေအမျိုးမျိုးရှိနေခဲ့တာပါ။ဘလို့ပဲရှိရှိဒီဂီတရှင်ပြိုင်မှုရဲ့အဓိကအချက်က top 10ကနေစလို့အဆုံးသတ်ပထမရရှိမဲ့ဝင်နာအထိဂီတပရိသတ်တွေရဲ့ vote based standard အဓိကကျနေတာမျိုးဖြစ်ပါဗျ။ အရန်ပျော်ပါတယ်အခုလိုအားလုံးနဲ့ရင်းနှီးတွေ့ရတော့လေပထမဆုံးအချိန်မှာပဲအရန်ပျော်ပါတယ်ဗျအခက်ခဲရတော့ဟိုဘယ်မှာတော့မလွယ်ဘူးပါဦးကျွန်တော်တို့အပတ်တိုင်းအပတ်တိုင်းဟိုခက်ခဲတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်ပညာတွေအများကြီးရတယ်အားလုံးအကောင်းဆုံးနေပါပဲလက်ရှိမြန်မာ idol season 2ကအကဲဖြတ်တိုင်တွေဖြစ်တဲ့မြန်မာပြည်သိန်းတန်းမေဆွေတင်းဆောင်မော်တို့၃ဦးဟာဂီတအဆိုပညာပိုင်းမှာဝါရင့်ပညာရှင်တွေဖြစ်ကြပါဗျာ ဒီအကဲဖြတ်တွေအနေနဲ့ပြိုင်ပွဲဝင်လာတဲ့သူတွေကို top 10အဆင့်ထိအကဲဖြတ်ဆုံးဖြတ်ပေးခဲ့ရပါတယ် top 10နောက်ပိုင်းမှာတော့သူတို့အကဲဖြတ်တွေအနေနဲ့တီဆိုရှင်ပြိုင်သူတွေကိုအကြံပေးအကဲဖြတ်ပေးရုံကလွဲလို့ကျန်တဲ့နောက်ဆင့်တက်လန်းမှုတိုင်းဟာမဲပေးသူတွေရဲ့ voting စနစ်နဲ့သာဆုံးဖြတ်တာဖြစ်လို့အားပေးသူပြိုင်သက်တွေအကြမ်းမှလည်းအတွင်းအမြင်ခန်းစားချက်အမျိုးမျိုးပေါ်ထွက်လို့နေပါတယ်။ ဟုတ်ပထမကတော့အမဘေးဘီကိုဒီတိုင်းငယ်လို့ပြိုင်မှာအားပေးပြတာပေါ့နော်ဟုတ်တိုင်းငယ်လို့ပြိုင်တော့ဟုတ်တိုင်းငယ်ပြိုင်နေတာတိုင်းငယ်ကိုအားပေးတာအမ်စာကြည့်ချင်ညာသူတို့သူတို့ဆိုတဲ့အတန်လေးကအရန်အရန်ကောင်းနေပြီးတော့ဒီတိုင်းကလုံးမှာလေလူကြည့်ရများလေဆိုပို့ပြီးစိတ်ဝင်စားပြီးတော့အားပေးလာအကွာဟာဘုတ်ကတော့တို့ကတော့ Facebook ကတော့1ဘုတ်1အကောင့်ဆိုတော့အဲအဲ့ညာတော့တိတ်တော့မကောင်းဘူးပေါ့ပြောရမယ်ဆိုရင်တော့ ဟာ SMS ပုံတွေကတော့အများဆုံးပေးလို့ရတယ်ဆိုကိုကတော့ပြဿနာပေးရှိတော့တော့အများဆုံးပေးနိုင်တယ်ကျွန်တော်ဆိုရင်တခါလေးကြရင်ကိုအကြိုက်ဆုံးဖြစ်တဲ့အခုဆိုရင်ဒီတော့ပြီးတဲ့မှာပါတဲ့အမဘီလီလာမေးဆိုရင်ကျွန်တော်အများနဲ့ပေးတယ်ဒီတခါလေးကြရင်ပေးရင်များများပါတယ်တခါလေးကြရင်ငါးလောက်မှုတွေရောက်ပါတယ်ဒီမှာနိုင်ငံမှာဖြစ်ပေါ်လာမယ့်အနာဂတ်မှာဖြစ်ပေါ်လာမယ့်အဆိုတော်တွေရဲ့အခြေအနေတွေတော့ကျွန်တော်အနေနဲ့လည်းတေချာလေးသိချင်နေတာပေါ့နော် ။ဒါပြီးတော့လည်းကျွန်တော်အနေနဲ့လည်းဒီ SNF voting ပေးကြဖြစ်ဖြစ် voting ပေးနေတယ်အစတော့တယောက်ကိုမြေတောင်မြောက်ပေးခြင်းလည်းပါတာပေါ့နော်။သူကမြန်မာပြည်ဒိဋ္ဌာန်ကိုပေါ့နော်။ဟိုကပြောရတယ်။ဒါပေမဲ့သူလည်းသူဟာသူရောဟိုဒါဟိုလူပြန်ပြိပြိုင်ပွဲဝင်နေတဲ့အတွက်ပေါ့နော်။ပြိုင်ပွဲဝင်နေတယ်ပြောရအောင်ဆိုတော့ပြည်မလား။အမုန်းခံပြီးတော့ပြောရမှာပဲလေ။ဒါပေမဲ့မြန်မာပြည်ဒိဋ္ဌာန်ကိုလည်းအရင်အားပေးရဲ။ဟုတ်။အော်ဒီအခုလက်ရှိတိုင်း၃ယောက်ကတော့အဲ့ဒီဂီတလောကမှာဝါရင်းနဲ့သူတွေပေါ့နော်သူတို့တွေအနေနဲ့အတွေ့အကြုံတွေအများကြီးရှိလာပြီးသားဖြစ်တဲ့အတွက် သူတို့တွေရဲ့သုံးသပ်ချက်ကတော့မှန်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဟုတ်လက်ရှိမြန်မာ Idol Season 2ရဲ့ Top 3စီတက်လန်းလာခဲ့သူတွေကတော့သားငယ်ပိုးမီဘီလီလာမင်းအေးတို့ဖြစ်ပါတယ်။သူတို့၃ဦးထဲက2ဦးကတော့တနိုင်ငံလုံးရဲ့ vote အ ਨੇ ဆုံးရရှိသွားမယ်ဆိုရင်ပြိုင်ပွဲစဉ်ကနေထွက်ခွာနှုတ်ဆက်ရမှာပါ။ကျန်တဲ့2ယောက်ကတော့ selection ပြန်ရအောင်မှဖြစ်ပြီးအဲ့ဒီထဲက2ဦးကတော့ vote အများဆုံးရရှိမယ်ဆိုရင်တော့ဒီနေ့မြန်မာ Idol Season 2ရဲ့ winner ဖြစ်သတ်မှတ်ခံသွားရမှာလည်းဖြစ်ပါတယ်ရှင်။ သတင်းတော်သဘောက်မှာတော့မြန်မာပြည်မှာចောင်းသားလူငယ်တွေရဲ့နှွေရသည်ចောင်းပိတ်ရက်ကာလတွေဟာဂျပန်နိုင်ငံမှာចောင်းဖွင့်ပွဲတွေရှိနေတာကြောင့်ရန်ကုန်မြို့ကဂျပန်တန်ယုံမှာဗီဇာလာလျှောက်သူတစကြော်လောက်ပုံများလာတယ်လို့သိရပါတယ်။မတ်လနဲ့ဧပြီလတွေဟာမြန်မာနိုင်ငံမှာနှွေရသည်ចောင်းပိတ်ရက်ဖြစ်တဲ့အပြင်ခီးသွွားရသည်လည်းဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာတော့မတ်လမှာចောင်းပိတ်ပွဲတွေရှိပြီးဧပြီလပထမပတ်မှာတော့ចောင်းဖွင့်ပွဲတွေရှိရာကြောင့် ီဇာလျှောက်ထားသူပုံမှန်ထက်များတယ်လို့သိရပါတယ်။ပုံမှန်အချိန်တွေမှာတလကိုဂျပန်ဗီဇာလာလျှောက်သူ600 900ဝန်းကျင်ပဲရှိပေမဲ့မတ်လနဲ့ဧပြီလတွေမှာတော့တလကို1000ကျော်လောက်လာရောက်လျှောက်ထားကြတယ်လို့ပြောပါတယ်။ဂျပန်နိုင်ငံကိုသွားဖို့အတွက်ဗီဇာလျှောက်ရမှာအရင်အထက်ပိုလွယ်ကူအောင်လှုပ်ဆောင်ပေးနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာဂျပန်တန်ယုံကတမ်မူဂျီအီချီရိုမာရူယာမာကပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံကိုမြန်မာနိုင်ငံအလဲအပတ်ခီးစဉ်တွေကမြန်မာခီးတဲ့တွေကထွက်ပြေးတိမ်းရှောင်မှုတွေကြောင့်ဗီဇာလျှောက်ထားရမှာစီကန်တင်ကျက်လာမလားဆိုတဲ့စိုးရိမ်မှုတွေအပေါ်ပြန်လည်ပြောကြားလိုက်တာပါဂျပန်ဗီဇာလျှောက်တဲ့အခါစာရွက်စာတမ်းပြည့်စုံတယ်ဆို၄ရက်နဲ့ရအောင်ဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါဗျာရှင်။ က်လက်ပြီးចောင်းဆောင်မီပွဲတွေပြီးလို့ចောင်းပိတ်ရက်မတိုင်ခင်နှုတ်ဆက်တဲ့အနေနဲ့ចောင်းသားတကြံပွဲတော်တွေကိုတက္ကသိုလ်ចောင်းအလိုက်ပြုလုပ်လေးရှိပြီးရန်ကုန်တက္ကသိုလ်ចောင်းဝင်းထဲမှာလည်းပထမဆုံးအချိန်အနေနဲ့ចောင်းသားတကြံပွဲတော်ကျင်းပသွားပါတယ်ဒီသတင်းမြင်ကွင်းတွေကိုစုစုမျိုးပိုင်းကတင်ဆက်ထားပါတယ်ရှုစားကြည့်ရအောင်နော် န်ကုန်တက္ကသိုလ်ပြရဝန်ထဲမှာပထမဆုံးအကြိမ်ဖြစ်ကျောင်းသားတကြံပွဲတော်ကိုရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကဦးဆောင်ပြီးတော့မတ်လ23ရက်နေ့ကကျင်းပပြုလုပ်သွားခဲ့ပါတယ်။တကြံပွဲတော်ရက်တွေဟာတက္ကသိုလ်စာမေးပွဲတွေအပြီးကျောင်းဝတ်ရက်မှာကြာရောက်တာကြောင့်ကျောင်းသားကျောင်းသူအချင်းချင်းရိုးရာမှာပြန်နှုတ်ဆက်နိုင်အောင်လုပ်တာဖြစ်တယ်လို့ပွဲစီစဉ်သူကပြောပါတယ်။ကျွန်တော်တို့ကဒီတကြံဒီမဟာသင်းရံကာလာဆိုတာကျွန်တော်တို့ကျောင်းပရဲ့ကာလာအတွင်းမှာရှိတယ်။ကျွန်တော်တို့ကဒီတကြံကြီးကိုကြိုးစားတဲ့အနေနဲ့မြမရွေရအစင်လာမှာပြတ်ပေါ့။အကျောင်းသားကျောင်းသူတွေဒီ လေးလာတာကာလာចောင်းတက်ပြီးတော့နှုတ်ဆက်ခွဲခွာကြတဲ့အချိန်မှာကျွန်တော်တို့ဒီနှုတ်ဆက်တာကိုကျွန်တော်တို့ကြံအထိတ်မဲ့ကလေးနဲ့ပေါ့နော်ပြီးတော့ရှင်ရှင်နဲ့ကျွန်တော်တို့အဲပြီးတော့ရှင်ရှင်နဲ့ဒီအနှစ်ကျွန်တော်တို့စာတင်နေစာတင်နေနှစ်ဝက်တဝက်ကိုကျွန်တော်တို့ကုံဆုံးကြတဲ့အထိတ်မဲ့အနေနဲ့ပဲကျင်းပကြတာဖြစ်ပါတယ်ဒါတော့ပထမဦးဆုံးဖြစ်တယ်ဆိုတာကကျွန်တော်တို့အရင်ရခိုင်ရခိုင်နှစ်တွေမှာတော့ကျွန်တော်တို့ဒီလောက်အကြီးကြီးမားမားကျင်းပခဲ့တာမျိုးမရှိဘူးအအနေအချင်းနဲ့ခက်သေးသေးပဲကျင်းပခဲ့ရတယ်ဘာကြောင့်လဲဆိုတော့ကျောင်းချွေရွှေခွဲရခွဲပြုလို့ ဒီကျွန်တော်တို့ဒီပုံလွန်လာတဲ့ကာလမှာတော့ကျွန်တော်တို့ကျောင်းသားသမဂ္ဂတွေကိုကျောင်းအခြေအဖွဲ့ကနေကွန်ပျူတာတောင်မလို့ဒီလိုပွဲမျိုးကျွန်တော်တို့စီစီကကကျင်းပနိုင်ရဖြစ်ပါတယ်ဟုတ်တချမ်းမတိုင်းခင်ကျောင်းထဲမှာရေပက်ကစားပြီးနှုတ်ဆက်တာဟာအစင်လာလို့ရှိခဲ့ပေမဲ့အခုလိုတက္ကသိုလ်နယ်မြေမှာကျောင်းသားတချမ်းကျင်းပခွင့်ရဖို့ကိုကျောင်းသားတမကတွေအနေနဲ့ကျောင်းတော်ဝင်ရှိသူတွေနဲ့ညှိနှိုင်းခဲ့ရတယ်လို့သိရပါဗျ။ ီဘွဲ့ချင်းမကိုကျွန်တော်တို့ခက်ခက်ခက်ခဲစူးစမ်းခဲ့ရတယ်ဗျကျွန်တော်တို့ကြောင်းချွေဖွဲ့ရဆရာကြီးဆရာမကြီးတွေကနည်းနည်းလေး concept concept related ဆန်တယ်လို့ပြောအောင်ပါနော်နည်းနည်းလေးရှေ့ဥစ္စာဆန်တယ်အရင်ကြီးမြူးကြွကြွအဲ့လိုမျိုးပေါ့အတိတ်မခံစားခြင်းဘူးဆိုတော့ကျွန်တော်တို့အကောင်းဆုံးဆရာကြီးဆရာမကြီးနဲ့ညှိနှိုင်းမိတဲ့အခါမှာကျွန်တော်တို့လိုချင်တာရယ်ဆရာမကြီးလိုပေးနိုင်တာရယ်ဆရာကြီးလိုပေးနိုင်တာရယ်ညှိနှိုင်းပြီးတော့အတော့ကိုကျွန်တော်တို့စူးစမ်းဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်နောက်နှစ်တွင်မှာလည်းဒီလိုကျောင်းသားတကြံပွဲတော်ကိုနှစ်စဉ်ဆက်လက်လုပ်ပေးစေချင်တယ်လို့ဒီပွဲမှာကျောင်းသားလူငယ်တွေကဆိုကြပါဗျ။အရန်ပြောပါတယ်ဒါညီမတို့ သက်လာ၄နှစ်ရှိပြီဒါပထမဆုံးလုပ်တဲ့ပွဲပါအဲဆိုကျောင်းဒီရန်ကုန်တက္ကသိုလ်မိသားစုတစ်ခုလုံးဒီလိုစီလုံးနိုင်နေရညီမလေးအရင်ပြောပါတယ်ဟုတ်နောက်နေ့အတွင်းမှာလည်းဒီလိုပဲအဲရန်ကုန်တက္ကသိုလ်မိသားစုဆိုတဲ့စိတ်နဲ့စစ်စစ်လုံးလုံးတခြားပို့ပြီးစစ်စစ်ကကာကြီးဖြစ်အောင်လုပ်ဆင်ပါရရှင်ဒီကေပြေမလေမေကဘုံလေးကချစ်စရာကွယ် ည်ထောင်ပွဲတော်ကိုအဆိုတော်ဆဆိုင်ခံလိုက်အာဂျီအောင်ထက်နဲ့ကျောင်းသားကျောင်းသူတွေရဲ့တည်ဆူကားပြဖြောပြတိဆက်တာတွေအပြင်စတရီတာအကျွေးအမွေးပါပါဝင်လာပါအာဒီလိုမျိုးတကြံပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်ရန်ပြောင်းဝန်တာမိပါတယ်ဒါရန်ကိုတက်ကတ်တော်မှာပထမအဆုံးချိန်လောက်တဲ့ပွဲလို့လည်းအဲဟိုဟာကြားမိပါတယ်ဗောနော်ဒါကညီမတို့ဆိုရင်ဒီမှာတက်ကတ်တော်ဖက်စီယာဗောနော်ဒီလိုဖက်စီယာတက်တဲ့အချိန်မှာအခုလိုမျိုးတကြံပွဲ

မူဟာမက်ဒီယာမာလန်တက္ကသိုလ်ကျောင်းသားတွေနဲ့အိမ်တုပ်ဆေးကုမ္ပဏီတွေကအဲ့ဒီရွာအိမ်တွေကိုရောင်းဆောင်ဆေးတွေတုပ်ပြီးအလှဆင်လိုက်တာကြောင့်ခီးသွွားဧည့်သည်တွေအတွက်လည်းပတ်စရာနေရာဖြစ်လာပါတယ်ဒီသတင်းပြေဆုံးကိုကြည့်လိုက်ရအောင်နော်အင်ဒိုနီးရှားနိုင်ငံအရှေ့ဂျာဗာမှာရှိတဲ့မာလမြို့ကဂျိုဒီဖန်ရွာဟာဆင်းရဲသားတွေနေထိုင်တဲ့ကျူးကျော်နေရာဖြစ်ပြီးအဲ့ဒီနေရာမှာနေထိုင်တဲ့သူတွေကို အင်ဒိုနီးရှားအစိုးရအာဏာပိုင်တွေကတခြားပိုကောင်းတဲ့နေရာကိုပြောင်းရွှေ့ပေးဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့မူဟာမက်ဒီဟာမာလန်တက္ကသိုလ်ကျောင်းသားတွေနဲ့အိမ်တုပ်ဆေးကုမ္ပဏီတွေကရောင်းဆောင်အိမ်တုပ်ဆေးတွေကိုထောက်ပံ့ပေးပြီးအဲ့ဒီရွာကအိမ်တွေကိုရောင်းဆောင်ဆေးတွေတုပ်ပြီးအလှဆင်လိုက်တဲ့အချိန်မှာတော့ပြည်ရင်းပြည်ပခီးသွားဧည့်သည်တွေအတွက်လည်းပတ်စရာနေရာတစ်ခုဖြစ်လာပါတယ်။ဒါကြောင့်အစိုးရကလည်းဒီဂျိုဒီပန်ရွာကိုမာလန်မျိုးရဲ့ခီးသွားလည်းပတ်စရာနေရာအဖြစ်သတ်မှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ya senang bisa menjadi apa itu terkenal di kota Malang ကျွန်တော်တို့မာလမာတာမကကဘာမာပါနာမည်ကြီးလာလို့ပြောတယ်။နောက်ပြီးတငယ်ချင်းအစ်စ်တွေလည်းရတယ်။ဒီမှာဂိုင်လဲလှုပ်လို့ရတယ်။အရင်တော့ကဆိုကျွန်တော်တို့ဘောလုံးကစားတယ်။တိုက်တဲ့နေရာမှာစွန်လှုပ်လို့ရတယ်။ဒါပေမဲ့အခုအရင်လိုလှုပ်လို့မရတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့လူအများကြီးကျွန်တော်တို့ရွာကိုလာကြည့်ကြတယ်လေ။ကျွန်တော်တို့ကွင်းပြင်ကျယ်ကြီးမှာကစားချင်တယ်။ ဒါကြောင့်ရွာပြည်မှာသွားကစားရတယ်။ကျောင်းမှာသွားကစားရတယ်။ကတန်းစကောလာကတူမပရနာမိုင်းဒီကမ္ပုန်းကတူအလောမိုင်းအနာကမ္ပုန်းညဘာညာအော်ရန်ဂျာဒီဘာညာအခုဆိုကျွန်တော်ရွာမှာလူတွေအများကြီးလာတယ်။ဒါကြောင့်လည်းပျော်ပါတယ်။အရင်ကနဲ့လုံးဝပြောင်းလဲသွားတယ်။အခုဆိုကျွန်တော်တို့ကအင်တာကောက်ကောင်းရှိတယ်။ပန်းချန်တွေလည်းရှိတယ်။အရင်တုန်းကဆိုပန်းချန်တွေအင်တာတွေမရှိဘူးလေ။ဒီရောင်ဆုံရွာဟာဧည့်သည်တွေကိုတော်တော်ဆွဲဆောင်နိုင်ပါတယ်။ ဒီရောင်စုံရွာလေးမှာတို့အပ်တဲ့အဆောက်အဦတွေအထောက်ပံ့တွေပို့ရှိလာဖို့မျှော်လင့်ပါတယ်ဒီရွာလေးအမြဲရှိဖို့လည်းဆုတောင်းပါတယ်ဒီရောင်ဆောင်ရွာမှာနေတဲ့လူငယ်တွေအတွက်တော့သူတို့ကစားခွင့်တွေဟာရွာပြင်ရောက်သွားပေမဲ့သူတို့ရွာနမည်ကြီးလာတဲ့အတွက်ဝမ်းသာဂုဏ်ယူနေကြပါဗျ။ဒါပေမဲ့အရင်ကတိတ်ဆိတ်ပြီးခပိုင်းနိုင်မရှိတဲ့သူတို့ရွာလေးမှာအခုနောက်ပိုင်းဧည့်သည်တွေများလာပြီးခပိုင်းနိုင်တွေလည်းများလာတဲ့အတွက်စိုးရိမ်မှုတွေရှိနေပါဗျ။ ဒါကြောင့်ဒေတာခံရွာသားတွေကသူတို့ရဲ့ရောင်စုံရွာလေးကိုခပိုင်းနိုင်ကင်းစင်ပြီးဘယ်သူမှမဖျက်ဆီးနိုင်တဲ့ရွာအဖြစ်ဆက်လက်ထိန်းသိမ်းနိုင်ဖို့မျှော်လင့်နေပါတယ်ရှင်။ဒီနေ့ TVB လူငယ်အသံအစီအစဉ်ကိုဒီမှာပဲရပ်နာမှာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းနဲ့စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နောက်နေ့တွေမှာပဲပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye.